ဖုံဖုံဖရာတပည့်တော်ကိုလည်းမကောင်းတာသိရနဲ့ဘဝအကြောင်းမလှမှုကြောင့်ခုချိန်ထိအရက်တွေတောင်းမိနေပါတယ်ဆုံးမလမ်းညွန်ပေးပါအောင်ဆိုပြီးတော့ထူထူ16တစ်တည်းဆိုတဲ့အကောင့်ပန်ရှင်ကဖရာကမရိုက်ပါဘူးဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာစာလေးရေးပို့လာတယ်ဖုံဖုံအမြင်ကတော့ဘဝအကြောင်းမလှလို့အရက်တောင်းနေတာမဟုတ်ပါဘူး တကယ်ကတော့အရက်တောင်းနေလို့ဘဝအကြောင်းကမလှတာပဲဖြစ်နေမှာပါဘဝအကြောင်းမလှလို့အရက်တောင်းနေတာဆိုရင်အရက်တောင်းရင်ဘဝအကြောင်းကလှလာမှာလားအရက်မတောင်းမှဘဝအကြောင်းကလှလာမှာလားပေါ့အကျွေးတရားရှိနေလို့အရက်တကြက်ဖိုးဝဲတောက်လိုက်တာတောက်ပြီးသွားလို့အမှုပြီးတော့အကျွေးကတရားတကြက်ဖြစ်သွားတယ်အရက်တောက်မှုဟာဘဝအကြောင်းလှပစေတဲ့အရာမဟုတ်ဘူးဆိုတာ အားလုံးကသိနေကြတာပါပဲဒါကြောင့်ဘဝအကြောင်းမလှလို့တော့အရက်ကိုမတော့ပါနဲ့အရက်တော့လို့သာဘဝအကြောင်းကမလှတာတွေဖြစ်နေမှာပါနောက်တစ်ခုကမကောင်းတာသိရတဲ့အရက်ကိုတောက်နေတယ်လို့ဆိုတယ်တကယ်ကတော့မကောင်းတာကိုမသိလို့သာအရက်ကိုတောက်နေတာပါတကယ်မကောင်းတာကိုသိနေရင်အရက်ကိုတကယ်မတောက်ဖြစ်တော့ပါဘူးမကောင်းတာကိုသိပါတယ်ဆိုရင် ဘာတွေသိနေတာလဲဘယ်လိုတွေသိနေတာလဲဘလောက်ကြာကြာသိနေလို့လဲသူများတွေပြောလို့ကြားလိုက်တဲ့အခါအရက်ကမကောင်းဘူးလို့သိလိုက်တယ်တောက်ချိန်ရောက်တဲ့အခါကျတော့အဲ့ဒီအသည့်ကမရှိတော့ဘူးပေါ့စိတ်ထဲမှာစဉ်စားစိတ်ကူးမိတဲ့အခါသူပြောလူပြောမျက်မြင်လေးနဲ့သိထားတဲ့အခါအသည့်လေးဝန်းလာခဲ့တာပါ မစင်စားမိတဲ့အခါအဲ့ဒီအသည့်မရှိတော့တဲ့အခါကျတော့အရက်ကတောက်ဖြစ်တာပေါ့ပြောချင်တာကတော့တိချိန်က အလွန်နေပြီးတော့အသည့်ကမမြဲဘူးတကယ်အသည့်တယ်ဆိုတဲ့အသည့်ကအရက်တောက်ချင်တဲ့အာယုံကို နိုင်သွားတဲ့အသည့်မျိုးကမှတကယ်အသည့်တဲ့တာမာဒိဋ္ဌိမှန်ကန်တဲ့အသည့်လို့ဆိုရမယ်အရက်တောက်ချင်တဲ့အာယုံ မပေါ်ဘဲလဲအရက်ကတောက်မှာမဟုတ်ဘူးအရက်တောက်ချင်တဲ့စိတ်အာယုံ ပေါ်လာလို့သာအရက်ကတောက်ချင်တာဖြစ်မဲ့ချင်ပါတယ်။အဲ့ဒီအရက်တောက်ချင်တဲ့အာယုံကိုနိုင်တဲ့အတိကမှတကယ်သိတယ်လို့ဆိုရမယ်။အရက်ရဲ့အပြစ်အနာအဆာအရက်ကြောင့်လူမာဖြစ်ရတဲ့ဒဏ်ရာဒဏ်ချက်တွေအရက်ကြောင့်ဘဝမှာဘဝနာဘဝတည်သွားရလို့တကယ်သိနေတယ်တကယ်ကိုမြင်နေမယ်ဆိုရင်အရက်ကိုတောက်ချင်တဲ့အာယုံကအဲ့ဒီအတိကိုနိုင်အောင် မတိုးနိုင်တော့ရင်အရက်ကိုမတောက်တော့ပါဘူး။ အဲ့ဒါကတော့နံပါတ်1အနေနဲ့အရက်တောက်ခြင်းနဲ့အာယုံကို အသိပညာနဲ့အခြေတည်ပြီးတော့ဖြတ်ဖို့ပြောရတာပါနောက်သီလာဆိုတဲ့အကျင့်ကို အခြေခံပြီးလက်တွေ့အကောင်အထည်ဖော်ရမယ်အရက်ကိုတကယ်မတော့ဖြစ်အောင် လေ့ကျင့်မှုလုပ်ပါအရက်မတော့ဖြစ်အောင်အလေးအထားလုပ်ပါအဲ့ဒီလို သီလာနဲ့ပညာရှိလာပြီးဆိုရင်ကို အရက်ကတော့ဖြစ်တော့မယ်မဟုတ်ပါဘူး အရက်တောက်ခြင်းနဲ့အာယုံကို အသိပညာနဲ့အရင်ဖြတ်ပါ အရက်တောက်နေတဲ့အကျင့်ကိုတီလာဆိုတဲ့မတောက်တဲ့အလေထားနဲ့ဖြတ်ပါခန္ဓာကိုယ်ကလိုအပ်နေတာရှိရင်အရက်မတောက်ရလို့လက်တုံးခြေတုံးခေါင်းကြိုက်တာမျိုးရှိနေရင်ဆရာဝန်နဲ့စေခန်းပြပြီးတော့ဆေးဝါးဓာတ်စာနဲ့ကုပါအဲ့ဒါဆိုရင်အရက်ကပြတ်နိုင်ပါတယ်တောက်ခြင်းနဲ့အာယုံကိုအသိပညာနဲ့မဖြတ်နိုင်သမျှ ဘယ်နှစ်နှစ်ဖြတ်ဖြတ်ဘယ်လိုဖြတ်ဖြတ်မပြတ်တော့ပါဘူးအဲ့လိုအရက်ပြတ်လာပြီဆိုရင်လေဘဝအကြောင်းလှဖို့အတွက်လေတရောင်းတနေရာကကြီးစုရှိလာမှာပါနံပါတ်1အရက်ဖိုးကုန်တဲ့ငွေတက်သားလာမယ်မိသားစုထမင်းဝိုင်းမှာချင်းဟင်းတစ်ခွက်ငပိယူတစ်ခွက်စားလို့တို့မလာနိုင်ပြီဘူးလားနံပါတ်2အရက်မမှုတော့မိသားစုနဲ့ဖြစ်စီဝန်းကျင်နဲ့ဖြစ်စီ ညင်းခုန်တာတွေစကားများရံဖြစ်ရတာတွေမရှိနိုင်တော့ဘူးမိသားစုကိုလည်းစိတ်တွေချမ်းသာလာစေနိုင်မယ်ပျော်ရွှင်ပြီးတော့မလာစေနိုင်ပေဘူးလားနံပါတ်3အရက်မတော့တော့ကျမ်းမာရေးတွေကောင်းလာမယ်အရက်မတော့လို့ကျမ်းမာရေးကောင်းလာတဲ့အခါဈေးကွေးသားရတဲ့ဈေးတွေလည်းဘဝမှာအကုန်သက်သာသွားစေမယ်မူးလို့လဲလို့ပောက်တာပြဲတာတိုက်တာခိုက်တာတွေ မရှိတော့လေအလုံးမပြတ်ငွေမကုန်တော့ဘူးပေါ့နံပါတ်၄ကိုဟာအယက်သမားဆိုတဲ့နာမည်ဆိုးတွေလည်းမရှိနိုင်တော့ဘူးဒီကောင်ကအယက်သမားဆိုတဲ့နာမည်ဆိုးရှိရင်မပေါင်းခြင်းမသိခြင်းမခိုင်းခြင်းမခေါ်ခြင်းနဲ့ဘဝမှာအရှင်းမပြေမှုတွေပိုးများနေမှာပေါ့နံပါတ်၅အယက်တွေမူလာရင် လူအသည့်လူစိတ်တွေပြောင်းပြီးတော့ဟိုဟာလမ်းပြဒီဟာဖောပြနဲ့ ကိုယ့်ရဲ့တိတ်ခါတွေကိုကိုယ်တိုင်ပဲချနေတတ်ကြတယ်။တိတ်ခါကြပြီဆိုရင်တန်ဖိုးတွေပါကြကုန်တယ်။တန်ဖိုးတွေကြကုန်ရင်ဘဝတွေမှာကြသွားတတ်တယ်။နံပါတ်6အယက်မူးနေတော့အရာရာကိုစဉ်းစားဝေဖန်တတ်တဲ့အသိပညာတွေပါနဲပါကုန်တယ်။မူးနေခြင်းကများတော့ကိုယ့်ဘဝအတွက်ဖြစ်တင်တာတွေမဖြစ်တင်တာတွေလှုပ်တင်တာတွေမလှုပ်တင်တာတွေမသိတော့ဘူး။အသည့်အားတွေနဲလာတယ် ဒါတွေဟာအရက်တောက်ချင်းကြောင့်ဖြစ်တဲ့ဘဝနေကြစီတဲ့အကြောင်းတရားတွေပဲမဟုတ်လား။ဒါကြောင့်ဘဝကနေကြတော့အရက်တောက်တယ်လို့မပြောစီချင်ဘူး။အတိနေကြမှုကြောင့်သာအရက်ကိုတောက်နေတာပါ။ဘဝကိုမြင်မားကျင်နေဆိုရင်လေအရက်ကိုဖြတ်လိုက်ပါလို့ပြောကြချင်ပါတယ်။အဥ္စာရုပ်ချင်းညင်းခုံများစွာယောဂါထူပြောကြော်စောမဲ့တုံမလုံအင်္ဂါ ညာနေပါအီ၆ပါးကတောက်စားသေးစာအပြစ်ဒီလို့ဆိုတယ်လို့ပြောရင်းနဲ့ပဲအင်းနဲ့ပြောဆိုမှုကလည်းရှိလာလို့ဒီနေရာမှာဤကုန်းချုပ်လိုက်ပါတယ်အာလုံးအာလုံးအမြင်မှန်းပြီးတော့ဘဝမြင်မှသူများ ဖြစ်ကြပါစေအတိမြင်မှပြီးတော့ဘဝနိုင်ကြမှုများကို ဖြည့်ရှင်းနိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်